38မိနစ်မှာကိုကြီးကျော်တပါးပဲနာမည်ကြီးနေရတဲ့အကြောင်းရင်းဒါကတော့38မိနစ်မှာနာမည်အကြီးဆုံးဖြစ်တဲ့ပခမ်းမင်းကြီးကိုကြီးကျော်ရဲ့တယုံမှန်ပဲဖြစ်ပါတယ်ကိုကြီးကျော်လို့ပြောလိုက်တာနဲ့အရက်နဲ့ကြက်ကျော်ကိုပြင်းနေတဲ့အထိမြမလူမျိုးတွေဟာဟိုးအရင်ခေတ်တွေကလေးကကိုကြီးကျော်ပွဲတွေကိုတခန်းတနာဆင်ရင်ကျင်းပခဲ့ပြီးယနေ့တိုင်နဲ့အရက်ထဲမှာကိုကြီးကျော်ပွဲတွေကိုတွေ့မြင်နေရဆဲဖြစ်ပါတယ်ပေါ်ပြီးထူးခြားတာကယနေ့လိုတွင်လင်းမြင်သာတဲ့ IT ခေတ်မှာအခြားသောနှစ်စိမ့်တွေမေးမိန်သွားသည့်တိုင်အောင် ကိုကြီးကျော်ကတော့ခလေးရောခွေးပါကြားဖို့တဲ့အထင်နဲ့မဲကြီးနေရပဲဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့ရဲ့ဗီဒီယိုလေးမှာတော့ပကန်းကိုကြီးကျော်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းချောင်းတွေနဲ့ကိုကြီးကျော်ပွဲကျင်းပကြပုံအသေးစိတ်တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဇလန်းကိုစားရမယ်ဆိုရင် AD 934ခုနှစ်ပကံမင်းဆက်ရဲ့28ပါးမြောက်တင်းခုံမင်းမစီသူကြော်စွာနဲ့ရွှေလောင်းမင်းဆိုတဲ့တားတော်သုံးပါးရှိပါတယ်တားတော်သုံးပါးဆိုပေမဲ့အမေတွေမတူကြပဲစီသူနဲ့ကြော်စွာက ရွှေတိုင်းမိဖုရဲ့ကောင်းကြီးကမွေးတာဖြစ်ပြီးတော့အငယ်ဆုံးရွှေလောင်းသားတော်လေးကနောက်ယူထားတဲ့မိဖုရဲ့ငယ်ကမွေးတာဖြစ်ပါတယ်။ဒါကြောင့်တိန်းထုံမင်းဟာပူပူနွေ့နွေ့ရထားတဲ့ဇနီးနဲ့သားတော်လေးကိုနန်းတင်ခြင်းနဲ့အတွေ့စီသူနဲ့ကြော်စွာကိုစူပူတဲ့အရာမှာစစ်တိုက်ပေါ်ဆီလုတ်ခဲ့ပြီးအငယ်ဆုံးဖြစ်တဲ့ရွှေလောင်းမင်းကိုအိမ်ရှိစံခန့်ထားလိုက်ပါတယ်။ဒါကိုမကျင်းတဲ့ရွှေတိုင်းမိဖုရဲ့ကောင်းကြီးကဒေါသစိတ်နဲ့ကွဲလွန်သွားခဲ့ပြီးနှစိမ့်ဖြစ်သွားပါတော့တယ်။ ားတော်နှစ်ပါးကလည်းအပြန်လမ်းမတင်ဖြစ်ကြောင်းကုံစင်ကိုသိခဲ့ကြတာကြောင့်ပကံနန်းတွင်းကိုမပြန်တော့ပဲရှောင်နေခဲ့ကြပြီးပုံကံမှုကြိုးစားပါတော့တယ်။အဲ့ဒီနောက်မှာတော့အေယာဝရီမြစ်တစ်ဖက်ကမှကုတန်းဆိုတဲ့မြို့တော်ကိုတည်ထောင်ခဲ့တယ်လို့ကိုပြူနဲ့ကိုနီးဆိုတဲ့ဖျားတွေကိုလည်းတည်ထားခဲ့ပါတယ်။ဒါအပြင်ရေစည်းရေလာကောင်းမှုတူမြောင်ချီတစ်ခုကိုတိဆောက်ဖို့အကြံရခဲ့ကြပြီးစီသူမင်းသားဟာချင်းတွင်းမြစ်ကရေကိုကျုံနဲ့ရောက်အောင်တူမြောင်ဖောက်ဖို့အတွက်ညီတော်ကျော်စွာကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ တဲ့ဘက်မှာလည်းအကူဖြစ်သူစီသူကတူးမြောင်းကြီးကိုလက်စားသက်နိုင်မှုအတွေ့အင်းလိုက်အားလိုက်ပြင်ဆင်နေပါတယ်ဒါပေမဲ့ညီတော်ကျော်စွာကတော့ထရေပေါ်ပြီးကြက်ပွဲတွေရှိတဲ့အရက်ဖြစ်တာမို့လို့အတော့အစားနဲ့အပျော်ပါးကိုသာခုံမင်နေခဲ့ပါဗျ။အချိန်တွေကြာလာပြီးတူးမြောင်းကြီးပြီးစီးလာတဲ့အခါရေဆလွတ်တော်မှာမို့စီသူမေဟာညီတော်ကျော်စွာထံသွားရောက်ခဲ့ပေမဲ့ကြက်ပွဲရောက်နေရမို့မတွေ့ရပါဘူး။ဒါကြောင့်မို့ပဲအခုစီသူမေဟာအကြီးကျယ်စိတ်ဆိုးခဲ့ပြီးကြက်ဝိုင်းရှိရာသို့လိုက်သွားခဲ့ပါဗျ။ ဒါပေမဲ့လည်းအမူးလွန်နေတဲ့ကြော်စွာကတော့အတိစိတ်ကဲမဲ့ပြီးကြက်ဝိုင်းကထမလာတာကြောင့်လူမြင်ကွင်းကြီးမှာအရှက်ရခဲ့ပြီးတိုင်းသူပြည်သားတို့ရဲ့အကျိုးအလွန်ကစီသူမင်းဟာညီတော်ကြော်စွာကိုဓာတ်နဲ့စီရင်ခဲ့ပါတယ်။ဒါကိုမကျေနပ်တဲ့ကြော်စွာရဲ့လူယုံတွေကလည်းစီသူမင်းသားကို ပြန်လို့ကြံခဲ့ပြီးကိုပြုဖျားအနိမပဲတည်ဆုံခဲ့ရပါတယ်။အဲ့ဒီအချိန်ကစလို့ကုသမျိုးရဲ့ဒေသခံတွေဟာညီအကိုနှစ်ယောက်စလုံးနှစ်စိမ့်တွေဖြစ်သွားတယ်လို့ယုံကြည်ခဲ့ကြပြီး ကိုးကွယ်မှုတွေပြုလုပ်ခဲ့တာယနေ့အထိပဲဖြစ်ပါတယ်။ဒီလိုနဲ့တပေါင်းလဆန်၃ရက်နေတိုင်းကိုကြီးကျော်အတွက်နှစ်ပွဲပေးပြီးတနိုင်ငံလုံးစီကားစွာကျင်းပကြပါတယ်။အပျော်ပါမတဲ့ကျော်စွာမင်းအတွက်အရက်စည်းလိမ့်နဲ့ကြက်ကျော်ပတာရတယ်လို့သိရပြီးမုံမထုမဲ့ဟေးဆိုတဲ့အော်ဟစ်တန်တွေနဲ့အတူပူဇော်လာခဲ့တာကျော်စွာကနေပကန်းကျော်စွာလို့အမည်တင်ခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ကိုကြီးကျော်နတ်ဆိုပြီးဖြစ်လာခဲ့ပါတယ်။ 38မိနစ်မှမှကိုကြီးကျော်ပွဲတွေပဲအထွန်းရှိတဲ့အကြောင်းကတော့အပျော်ပါးကြိုက်တဲ့နဲ့နဲ့အပျော်ပါးကြိုက်တဲ့လူလူတို့ကြီးကြိုက်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။လူကြီးမင်းတို့ရောဒီကိစ္စအပေါ်ဘလို့ထင်လဲဆိုတာကောမန့်မှာရေးရင်ဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်။